လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက် ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါစကိုင်းနိုင်မုံရွာခရိုင်ချောင်းမြို့နယ်မှာစောအစုကဒေသခံ90ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်တက်ကြီးပိုင်းအမျိုးသားတို့ကိုညှဉ်းပန်းရိုက်နှက်တပ်ဖြတ်ကအလောင်းပြန်ပို့လာတယ်လို့ဒေသခံသတင်းမြစ်တွေက MPP ကိုပြောပါရယ်။အော်တိုဘာ25ရက်ကချောင်းမြို့နယ်မုံရွာမန္တလေးကားလမ်းပေါ်ကခင်မွန်ကျွာကိုစိုးစုနဲ့ပြူစောတိတွေကစီးနင်းပြီးတဲ့နောက်ဒေသခံ90ကျော်ကိုချောင်းမြို့ပေါ်ကိုဖမ်းခေါ်သွားရကအော်တိုဘာ26ရက်မှာအလောင်းကိုရွာကိုပြန်ပို့လာတာပါ။စိုးစုကရိုက်တက်တယ်လို့ယူဆပြီး တေဆုံးသူဟာခင်မွန်ရွာကအသက်80ဝန်းကျင်အရွယ်ဦးအောင်တန်းဖြစ်တယ်လို့ဆိုပါရယ်။မုံရွာမန္တလေးကာလန်းဘော်ကအင်ချေ2000နီးပါးနဲ့လူဦးရေတောင်းကြီးရှိတဲ့ခင်မွန်ရွာကိုစောစုနယ်ပြည်တွေကအောက်တိုဘာ25ရက်မနက်9နာရီခွဲဝန်းကျင်မှာအကြောင်းမဲ့ရုတ်တရက်ဝင်ရောက်ဆင်းနှင်းပြီးတဲ့နောက်ဒေသခံ50ကျော်ကိုဖမ်းခေါ်သွားတာဖြစ်ပါရယ်။ခင်မွန်ရွာကိုဆင်းနှင်းချိန်တောဆက်မှာ နွားကြောင်နေတဲ့ဆွန့်အားစကားမပြောတတ်တဲ့အသက်30ဝန်းကျင်အရွယ်အမျိုးသားတဦးကိုစောစုကတတ်ဖြတ်ပြီးတဲ့နောက် နေအိမ်တဲကိုထက်ကမိရှို့ကအလောင်းကိုဖျောက်ဖျက်ခဲ့ပါသေးတယ်လို့ဒေသခံတွေကပြောပါတယ်။စောစုဖမ်းဆီးခေါ်ဆောင်သွားသူတွေကရိုက်သက်ထားခဲ့တဲ့ဥအောင်တန်းရဲ့အလောင်းနဲ့အတူတချို့ကိုပြန်လွှတ်ပေးလိုက်ပြီးတော့လူ90လောက်ကတော့ချောင်းမျိုးပေါ်ကစောစုစကမ်းမှာချုံနောင်စစ်စေးခံရဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ ။မုံရွာမန္တလေးလမ်းပေါ်ကစီကားတဲ့ခင်မွန်ရွာကိုစိုးစုကမကြကနဆင်းနေကလူသက်လူရဲ့မိရှိုးတာတွေကျွလွန်ခဲ့ပြီးပြီးခဲ့တဲ့မေလ23ရက်ကလည်းခင်မွန်ရွာကအမျိုးသား30ကျော်ကိုစိုးစုကပေါ်တာဆွဲဖမ်းဆီးပြီးထွက်ပြေးမိတဲ့အမျိုးသားတို့ကိုတပ်ဖြတ်ဆွန့်ပစ်ခဲ့ပါသေးတယ်။စိုးစုကခင်မွန်ရွာအပအဝင်ချောင်းမြို့နယ်တဲကိုစစ်ကြောင်းတို့လူသက်လူရဲ့မိရှိုးပေါ်တာဆွဲနေတယ်လို့လေချောင်းနဲ့လက်နက်ကြီးပြစ်ခတ်တာတွေလည်းမကြာခဏကျိုးလွန်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့သတင်းကြိုလာပြင်းလေးညကခြောက်မြို့နယ်မြောက်ချမ်းဘုံရွာနယ်အဆက်မှာရှိတဲ့ဘုံဒုံရွာမှာပြုတ်လုနေတဲ့စီမင်းထွန်းတပိတ်ကိုစိုးစုကဆက်တက်လေဒီနဲ့ဘုံကျဲကျခဲ့တာကြောင့်ကလေးတငယ်နဲ့အမျိုးသမီးတွေအပါအဝင် စုစုပေါင်း24ဦးသေဆုံးပြီးတော့ဒဏ်ရာသူ60ကျော်ရှိခဲ့ပါတယ်။